င်္ဂလာပါရှင်အခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာန Radio NUG စီစဉ်နေပြီးလိုက်ရအတံတွေပြနေပါပြီမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆရာနာရှင်ဘေးတို့မှကင်းဝေးပြီးကိုစိတ်နှပြစမ်းမာချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ မင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ Radio NUG ရဲ့ညပိုင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG ရဲ့ပြည်တွင်းသတင်းများကိုရန်နိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာရေဒီယိုအန်ယူဂျီတော်ရစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာ တင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီရဲ့ပြည်တွင်းသတင်းများကို ကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါလိမ့်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်အုပ်စုကိုရဲယူနိုင်ရေးလူခွင့်ရေးဆိုင်ရာဒုဝန်ကြီးနဲ့အမေရိကန်လွှတ်တော်အမတ်တွဲဆုံဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လူခွင့်ရေးချင်းနေပါဝင်အကြမ်းဖက်စစ်အုပ်စုကိုရဲယူနိုင်ရေးအတွက်မျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာဒုဝန်ကြီးနဲ့အမေရိကန်လွှတ်တော်အမတ်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။အမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုးနဲ့ အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ကအမျိုးသားပြည်သူ့လွှတ်တော်အမတ်ဂျူလီဂျွန်ဆင်တို့အော်တိုဘာလ30ရက်ကတွေ့ဆုံခဲ့တာကိုဒီကနေ့နိုဝင်ဘာလ9ရက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုမှာမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ၊နေဦးတော်လှန်ရေးရဲ့အောင်မြင်မှု၊စိန်ခေါ်မှုတွေနိုင်ငံတကာတရားစီရင်ရေးမှာအကြမ်းဖက်စစ်အုပ်စုကိုရေးယူဆောင်ရွက်နိုင်မဲ့အခြေအနေတွေနဲ့အတူဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေရဲ့အခြေအနေကိုအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင်ရေးလှော်ရှားမှုတွေကိုထောက်ခံအားပေးသူတို့ဖြစ်တဲ့လွှတ်တော်မတ်ဂျူလီဂျွန်ဆင်နေနဲ့ American လွှတ်တော်ရဲ့ Congressional Barmok Caucus အဖွဲ့ဝင်ဖြစ်ပေါ်ဝင်ဖို့လဲဒုတိယဝန်ကြီးကအကြံပြုခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီအချမ်းဘတ်စစ်တပ်ကလုံးမဲ့တူယောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်မှုနယူးဇီလန်အစိုးရကအဆိုတင်သွင်းတာကိုလွှတ်တော်ကကန့်ကွက်သူမရှိဘဲအတည်ပြုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် အကြမ်းမစစ်တကလို့မဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းနယူးဇီလန်အစိုးရကထုတ်ပြန်နိုင်ဖို့အဆိုတင်သွင်းတော်ကိုနယူးဇီလန်လွှတ်တော်ကဒီကနေ့မှကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားများသမဂ္ဂများအဖွဲ့ချုပ် CTUM ကအတည်ပြုထုတ်ပြန်လာပါတယ်။နယူးဇီလန်အစိုးရကမြန်မာစစ်တပ်ကကျင်းပမဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်မှုအဆိုတင်သွင်းတာကိုဒီကနေ့နိုဝင်ဘာလ9ရက်မှာကျင်းပတဲ့နယူးဇီလန်လွှတ်တော်မှာ Brotherfield Childford Labour Party ကတင်သွင်းပြီး Brother Chino Tiono Green Party ကထောက်ခံဆိုပြုရမှာကန့်ကွက်သူမရှိဘဲဆုံးဖြတ်ချက်ချမှတ်လိုက်တာလို့လူ့သမားပြည်သူများကို CTUM ကတရင်ကောင်းပေးထားပါဗျ။ New Zealand လွှတ်တော်ကအချမ်းဘတ်စစ်အုပ်စုကလုံမဲ့တို့ရောင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးဆိုတာနဲ့ရည်ရှိတည်တန်းတဲ့ငြိမ်းချမ်းရေးစီကိုဥတီမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါ့အပြင်မဲဆောင်ရက်မှာစစ်မှန်တဲ့တိုက်ခန့်ပါတီတွေမရှိတော့ဘဲရွေးကောက်ပွဲအပေါ်အများပြည်သူဝေဖန်တာကိုရာဇဝတ်မှုမြောက်တယ်လို့သတ်မှတ်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုအတည်ပြုထားတာဟာ ချုပ်ရင်းချက်တွေရှိနေတယ်လို့နယူးဇီလန်လွှတ်တော်ကထောက်ပြထားပါတယ်။အကြံပေးစစ်အုပ်စုကလက်ရှိစီစဉ်တွေနဲ့ကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲဟာယုံကြည်နိုင်စရာမရှိဘူးဆိုပြီးတော့လဲနယူးဇီလန်လွှတ်တော်ကအသိပေးထားပါတယ်။ဒါပြင်နိုင်ငံရေးကျင်းသားအားလုံးကိုလွှတ်ပေးဖို့လေကြောင်းတိုက်ခတ်မှုတွေနဲ့အခြားစီရေလှုပ်ဆောင်မှုတွေကိုရပ်တန့်ဖို့အားလုံးပါဝင်တဲ့စစ်မှန်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့မြန်မာနိုင်ငံသားတွေရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုက္ခတွေကိုဖြေရှင်းဆောင်ရွက်ဖို့လိုအတွက်လဲတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ဖြည့်ရှင်းချက်တစ်ခုဖြစ်ဖို့လိုအပ်တဲ့ခြေလှမ်းတစ်ခုဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အာဆီယံသဘောတူညီချက်5ချက်ကိုအရေးတကြီးအကောင့်ထည့်ဖော်ဖို့လဲနယူးဇီလန်လွှတ်တော်ကထပ်ပြီးတောင်းဆိုထားပါတယ်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကနေတိုးတက်ကောင်းမွန်လာမှာမဟုတ်တဲ့မြန်မာနိုင်ငံသားတွေရဲ့ဝန်내ပွဲချင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့နယူးဇီလန်ဆိုရကနိုင်ငံတကာတိုင်းဝိုင်းကိုလည်းတိုက်တွန်းထားပါတယ် မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားတွေကိုကူစားပြုတဲ့စစ်မှန်တဲ့ဒီမိုကရေစီအတွက်မြန်မာနိုင်ငံသားတွေနဲ့အတူဆက်လက်ရပ်တည်သွားမယ်လို့နယူးဇီလန်လွှတ်တော်ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါအကြမ်းဖက်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အော်တိုဘားလာထဲမှာအရသား9ဦးသေဆုံးခဲ့ရပြီးလူပေါင်း2သိန်းခန့်ဆစ်ပေးရှောင်နေရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အော်တိုဘားလာထဲမှာအရသား9ဦးသေဆုံးခဲ့ရပြီးလူပေါင်း2သိန်းခန့်ဆစ်ပေးရှောင်နေရတယ်လို့ကီယန်နီလူခွင့်ရေးအဖွဲ့ KNHRG ကပြောပါတယ်။ KNB မှာအာနာရှင်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုလစဉ်မှတ်တမ်းကိုဒီကနေ့နိုဝင်ဘာလ9ရက်ထုတ်ပြန်ချက်ကနေပြောဆိုလိုက်တာဖြစ်ပါတယ်။အကြမ်းမစစ်တပ်ဟာအော်တိုဘာလာတွင်းမှာ KNB ကမြို့နယ်6ခုမှာလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်တာတွေပါဝင်လူခွင့်ရေးချိုးဖောက်မှုပေါင်း30ကြိမ်ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ဒီကျူးလွန်မှုတွေကြောင့်ရဲသားပြည်သူ9ဦးသေဆုံးခဲ့ရပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့အကြမ်းဖက်စစ်တပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ဖေကုံမြို့နောက်ကျန်းတဲ့ ဒီမော့ဆိုအနောက်ချမ်းကပြည်သူပိုင်းအိမ်46လုံးနဲ့ဘာသာရေးအဆောက်အအုံတစ်ခုမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အချမ်းဘက်စစ်တပ်ဟာဒေသနေပြည်သူတွေနဲ့စစ်ဘေးရှောင်တွေစိုက်ပျိုးထားတဲ့စိုက်ပျိုးသင့်တန်းတွေမရိတ်သိမ်းနိုင်စေဖို့စာနယ်ရိတ်ခါပြက်လက်စေဖို့ရည်ရွယ်ချက်တွေနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့်ဒေသနေပြည်သူတွေဟာအသက်အန္တရာယ်ဆိုင်ရာလုံခြုံရေးစိုးရိမ်နေရတယ်လို့ဝိုင်းရီအတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေတယ်လို့ KNHRG စစ်တမ်းမှာဖော်ပြထားပါတယ်။အချမ်းဘက်စစ်တပ်အနေနဲ့ KNB မှာရွေးကောက်ပွဲကျင်းပနိုင်မှုစစ်ကြောင်းထိုးနေတာကြောင့် ဒေသနေပြည်သူနှစ်သိန်းခန့်ဟာဇူလိုင်လနဲ့ဩဂုတ်လကတည်းကစစ်ပေးရှောင်နေရပြီးစာနယ်ရိတ်ခါနဲ့မိုးကလိုအပ်မှုအမြင့်ဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။စာနယ်ရိတ်ခါနဲ့ဝင်ွေရတဲ့လမ်းကြောင်းတွေကိုပြင်းထန်တိုက်ခိုက်လာတဲ့အတွက်ဒေသနေပြည်သူတွေနဲ့စစ်ပေးရှောင်တွေဝင်ွေရဖို့ခက်ခဲလာပြီးအငတ်ပေးနဲ့ကြုံတွေ့လာနိုင်တယ်လို့လည်း KNHRG ကခန့်မှန်းထားပါဗျ။ကင်းဒီပြည်တွင်ဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေရောပါစေဖို့နဲ့တရားမျှတမှုရစေဖို့နဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေအမြင့်ပြတ်အောင်လှုပ်ဆောင်ပေးဖို့နိုင်ငံတကာတိုင်းဝိုင်းကိုတောင်းဆိုထားပါတယ်။ဒါ့အပြင်2022ခုနှစ်ဇွန်လကစပြီးမြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရကတင်ပြထားတဲ့ကြေညာချက်ကိုလက်ခံပေးဖို့လဲပြည်ပဆိုင်ရာယာစသက်ကြီးတရားရုံး International Criminal Court ကို KNI လူခွင့်ရေးဖွဲ့ KNHRG ကအကြံပြုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ မြင်းကြံလက်သေးရွာကစစ်အုပ်စုစူပေါင်းဂိတ်ကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က၈ဦးထပ်မံနဲ့တေဆုံးပြီး၁၀ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်လက်သေးရွာကစစ်အုပ်စုရဲ့စူပေါင်းဂိတ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၈ဦးထပ်မံနဲ့တေဆုံးပြီး၁၀ဦးဒဏ်ရာရသွားတယ်လို့တိုက်ပွဲဝင်တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။လက်သေးရွာကစစ်အုပ်စုရဲ့စူပေါင်းဂိတ်ကိုမနေ့ကနိုဝင်ဘာလ၄ရက်နေ့လယ်၂နာရီချိန်မှာတော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အပြန်လည်ပြစ်ခတ်မှုတွေကြောင့်ထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ခဲ့ပြီးစစ်သားရဲနဲ့ပြူစောတိတွေဘန်ကာရဲဝင်ပုံးချိန်မှာတော်လိုင်းရဲဘော်ပေါ်ပါကဘန်ကာရဲကို RPG နဲ့ပြစ်ခတ်ခဲ့တာကြောင့်စစ်တပ်ဘက်ကအထိနာသွားတာလို့ဘူဇီရိုလို့ခေါ်တဲ့ကိုသက်ကြီးကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေထုတ်ပြန်ထားပါဗျ။လက်နက်ကောက်ဖို့ပြင်နေချိန်မှာပဲလက်သေးရွာစုပေါင်းကိန်းနဲ့နှမိုင်ခန့်သာကွာတဲ့မြင်းချံမျိုးကခမရ15ကနေစစ်ကား3စီးနဲ့စစ်သားတွေပြစ်ခတ်ဝင်ရောက်လာတာကြောင့်တော်လိုင်းရဲဘော်တွေထိခိုက်မှုမရှိအောင် ခွာစစ်အမြန်လုတ်ခဲ့ရတယ်လို့ကိုတက်ကြီးကအသိပေးပါတယ်။ခွာစစ်လုတ်ချိန်မှာစစ်တပ်သတင်းပေးဒလန်နှုတ်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတပ်ဆိုင်ရာကိုအနှံ့ခဲ့တယ်လို့သိရပါတယ်။ဒေသနေပြည်သူတွေရဲ့အဆိုအရဒီတိုက်ပွဲမှာစစ်အုပ်စုဘက်က၈ဦးသေဆုံးပြီး10ဦးဒဏ်ရာရခဲ့ရမှာလက်သေးရွာအုပ်ကြီးငမင်းခေါ်ကိုမင်းသေဆုံးသွားပြီးဒီကနေ့နိုဝင်ဘာလ9ရက်မနက်9:00နာရီမှာသေချိုလိုက်တယ်လို့လည်းသိရပါတယ်။ဒီစစ်စင်ရေးကိုမြင်းကြံခဲတိုင်ရင်ခုနှစ်0ပျောက်ကြားတက်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းကြံမြို့နယ်ပကဖားတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တကြီးဒေါင်းစစ်သည်0.5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ကာရန်ကုန်အကြီးကောင်စစ်ကြောင်းရွှေကန်သားစစ်ကြောင်းစတဲ့စစ်ကြောင်းနှစ်ခုနဲ့အချိန်တို့တွင်စီးနှင်းတိုက်ခိုက်ခဲ့တာလို့ကိုသက်ကြီးကပြောပါတယ်။မနေ့ကနိုဝင်ဘာလ4ရက်မနက်ပိုင်းမှာလည်း0ပျောက်ကြားတပ်ဖွဲ့မြင်းကြံခဲတိုင်ရင်တင်နဲ့မြင်းကြံခဲပကဖားလို့ပါတဲ့ပူးပေါင်းစစ်ကြောင်းဟာမြင်းကြံတောင်ဘက်မှာရှိတဲ့အထိုင်စခန်းတစ်ခုကိုလည်းစီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။အခုနောက်ဆုံး ဘလောမျိုးအမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှုစိုးဝေနဲ့တတော်ဆောင်ကိုပြစ်ခတ်မှုမှာနှိုးစလုံးသေဆုံးပြီးတနက်တလက်သိမ်းဆည်းရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့တိုင်းတိုင်းဘလောမျိုးနယ်ကြောက်စုစစ်တပ်ဂိတ်အနီးမှာရှိတဲ့အမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှုစိုးဝေနဲ့သူ့ရဲ့တတော်ဆောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာနှိုးစလုံးသေဆုံးပြီးတနက်တလက်နဲ့ခရရန်တွေသိမ်းဆည်းရရှိခဲ့တယ်လို့မြိတ်ခရရန်အမှတ်1တရင်ကထုတ်ပြန်လာပါတယ်။အော်တိုဘာလ23ရက်မနက်7:00ခန့်အချိန်မှာဘလောမျိုးအမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှုစိုးဝေနဲ့သူ့ရဲ့တတော်ဆောင်စစ်မှုတန်းစစ်သားကို တပ်ဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီမစ်ရှင်မှာနှူးစလုံးတည်ဆုံသွားပြီး AK-47 rifle တနက်တလက်ကြီးပေါက်တစ်ခု 3.62G 9000ကလေးကစားစရာ pistol တစ်လက်ကလေးကစားစရာလက်ပစ်ဗုံးနှလုံးနဲ့ Vivo ဖုန်းအစုပ်တစ်လုံးသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးစိုးဝေဟာပြည်သူလူထုအပေါ်လက်နက်အတုတွေနဲ့ချိန်ချောင်းဝင်ညစ်တာစစ်မှုထမ်းတပ်သားတွေအတင်းကျပ်စုဆောင်းတာဒေသနေပြည်သူတွေပေါ်အနိုင်ထက်ပြုလုပ်တာတွေပြုလုပ်နေသူဖြစ်ပြီး ဒါမျိုးမလုပ်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့မလိုက်နာတဲ့အတွက်ရှင်းလင်းခဲ့ရတာလို့အသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုကိုမြိတ်ခရံအမှတ်၁တပ်ရင်းနဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNTO ပူးပေါင်းမာမေးဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေအထိကိမရှိဘူးလို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ မင်္ဂလာပါရှင်မနက်ဖြန်နိုးဝင်မာလာ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ကနေတိမ်ထူထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုံတမကွေးဘက်မှာအရှိအရှိတောင်ဘက်ကလေဟာတနအီကိုဇန်မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအတင်းတင်းရှိနိုင်အခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးရွာသွန်းနိုင်ပါတယ်။အရှိဘက်ကလာတဲ့လေပွေလိုင်းအရှင်ကြောင့်ကချင်ပြည်နယ်၊ ARD တိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။ဒီရန်ယူဂျီတော်ရရှင်များခင်ဗျာခုတခါတော်လိုင်းကြပြအစည်းအဝေးမှာ ညာနာညာရေးဖွဲ့ထားပြီးဝေဦးမိုးခန်းစားရွတ်ဖတ်ထားတဲ့ကြည်ခွဲလူငယ်ဆိုတဲ့တော်လိုင်းကပြကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်ကြည်ခွဲလူငယ်ကွဲကျဲနေတဲ့လမ်းကိုရွေးပြီးမှနာနာကျင်ကျင်ဖြတ်နင်းလို့ရှောက်ရဒူးမထောက်ဘူးလက်မမြောက်ဘူးခက်ကိုဖီဆန်နဲ့ခက်မိုက်မိုက်အသွင်ပြင် ။စပင်အရှိကြီးစတုံးထုံးပြီးထိုးကွင်းအစာတက်တူးများထက်မြက်မှုဆိုတာအုံနောက်အတွင်းမှသာစီးဆင်းလာတာမဟုတ်။နှလုံးသားရဲ့အနက်ရှိုင်းထဲမှာယိုစီးကျနေတဲ့သွေးဆက်တွေကကြေကွဲရ။ငိုယိုနေတဲ့မျက်ရည်တွေကပူလောင်ရ။ပိတ်လောင်မွန်းချက်မှုတွေကအသက်ရှူကျရ။အသေးတခါကွဲရတာထက်ဆိုးလာတဲ့ဘဝ။ ြည်စံတတော်ရဲ့ပြုံမြင့်ခြင်းနဲ့အသက်တည်းရဲ့ကြီးလာခေရစကုတ်နယ်ပယ်တွေကျယ်လာသမျှလောကလူပေါ်ဟာချင်းမြောင်းလာခဲ့ပေါ်စီးစင်းနေတဲ့လူငယ်တူအတံမှာကျေးနန်းစာတွေကကောက်ချောင်းများအဖြစ် လေးလံတဲ့ဝန်တာတွေထမ်းပြီးလှမ်းခဲ့ရတဲ့လမ်းမှာတာဝန်တွေကိုစီရှိခဲ့ကြရသမျှငါတို့အထွတ်

တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဂျာနေပြည်သူဆိုတဲ့အမည်တော်လန်ရေးကိုလည်းအမည်မျိုးမျိုးနဲ့ကြည့်တတ်ကြသလိုကိုမြင်တဲ့အမည်ကိုထုတ်ဖော်လာကြတာကိုလည်းတွေ့နေမြင်နေကြားနေရပါလေလူတွေဟာကိစ္စတရက်ကိုအမည်မျိုးမျိုးနဲ့ကြည့်တတ်ကြတာမို့အမည်တွေကွဲပြားနေတာလဲအဆန်းတော့မဟုတ်ပါဘူးဒါပေမဲ့ အချို့မြင်တွေကိုရည်ရွယ်ချက်ရှိရှိတင်သွင်းသူတွေနဲ့တင်သွင်းလာတဲ့မီဒီယာတခုကိုလည်းမောင်းလုံမွေတွေ့မြင်လာရပါတယ်။ရည်ရွယ်ချက်ရှိရှိတင်သွင်းလာတဲ့တော်လိုင်းရင်းနဲ့ပတ်သက်တဲ့အမြင်ကဂျားနေပြည်သူတွေဆိုတဲ့အမြင်ဖြစ်ပါတယ်။သူတို့ဟာကိစ္စတစုံတရာဖြစ်ပွားခဲ့ရင်ဂျားတွေကပြည်သူတွေနစ်နာတယ်ဆိုတဲ့အမြင်မျိုးကို ပြောဆိုတင်သွင်းနေရှိကြတာကိုတွေ့ရပါတယ်။တကယ်တော့သူတို့ဟာပြည်သူကို တော်လိုင်းရင်းကနေခွဲထုတ်ပြီးတော်လိုင်းရင်းအင်အားစုတွေကတစုပြည်သူကတစု စစ်တပ်ကတစုဆိုပြီးအုပ်စု၃ခုခွဲကစစ်အာဏာရှင်တော်လှန်ရေးကိုအာရုံလောက်အောင်ကြိုးပမ်းကြတာဖြစ်ပါတယ်။စစ်အာဏာသိမ်းတော့တနိုင်ငံလုံးကပြည်သူတွေညီညွတ်စွာဆန္ဒထုတ်ဖော်ခဲ့ကြတယ်။စစ်တပ်ကဆန္ဒပြပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်လို့လူငယ်တွေဟာစစ်တပ်ကိုလက်နက်ကင်တော်လှန်မှဖြစ်တော့မယ်ဆိုပြီးတော်လှန်တိုက်ခိုက်ကြရင်ဒီလိုအခြေအနေကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒီတော့ PDF တွေဟာပြည်သူကမွေးထုတ်ပေးလိုက်တဲ့စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ ပြည်သူသားအမိပြည်သူသားအဖဆိုတဲ့ဇာတ်ကားကိုအားလုံးသိကြပါဗျ။ပြည်သူကိုကြားနေလူလန်းစားအဖြစ်ပုံဖော်နေတာဟာလင်းနစ်ကြော်ရွယ် PDF တပ်ဖွဲ့တွေကိုအမိအဖမဲ့အောင်လုပ်နေတဲ့စစ်အာဏာရှင်တွေရဲ့ဗျူဟာတရက်ဖြစ်တယ်ဆိုတာမောင်လုံးမွေးတို့ပြည်သူတွေအနေနဲ့သဘောပေါက်ကြရမှာဖြစ်ပါလေ။တကယ်တော့တော်လင်ရေးကြီးတရက်ဆင်နွှဲကြတဲ့အခါနင့်နာမှုဆိုတာရှည်စမြဲဖြစ်ပါလေ။နင့်နာမှုတွေကြုံရတဲ့အခါခံစားကြရပါတယ်။ကြားနေလူလန်းစားအမြင်ကိုတင်သွင်းလာသူတွေဟာ ပြည်သူတွေဒဏ်ရာတန်ကျပ်နဲ့ခံစားရခိုက်ကိုအခွင့်ကောင်းယူပြီးတော်လှန်ရေးကိုပုံဖြတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲလူမှုလုပ်ငန်းတွေကိုစိတ်ဝင်တစားလှုပ်ဆောင်နေတဲ့ဆရာတော်တစ်ပါးနဲ့တွေ့တော့နစ်နာတာကဂျားတွေကပြည်သူတွေပေါ်လို့မောင်လူမွေးကိုမိတ်ပါတယ်။မြို့တွေမှာသာထွန်းကားလေးရှိတဲ့ဂျားနေဝါရဂျားနေလူဒန်းစားအမြင့်ဟာမောင်လူမွေးတို့ဇနဘုတ်ထီတောင်ပြန့်နှံ့နေပါပြီလားလို့သိလိုက်ရပါတယ်။ကုသိုလ်နဲ့အကုသိုလ်ကောင်းမှုနဲ့မကောင်းမှုနှစ်ခုဟာတစ်ခုဖြစ်ရင်ဖြစ် နှစ်ခုရဲ့ကြားထဲမှာဆိုတာမရှိဘူးလို့ဆရာကြီးဦးရွှေအောင်ရဲ့ကုသိုလ်နဲ့အကုသိုလ်ဆောင်မှမောင်လုံးမွေးဖတ်ဖူးပါလေဓမ္မနဲ့အဓမ္မတရားမှုနဲ့မတရားမှု နှစ်ခုကြားမှာလဲဘာမှမရှိနိုင်ဘူးလို့မောင်လုံးမွေးယုံကြည်ပါတယ်တန်းကြီးရဲ့အာနာကို ကိုကျိုးစည်းဘွားအတွက် လက်နက်အားကိုနဲ့တင်ထားတာဟာမတရားမှုဖြစ်တယ်ကြေးရွာဆေးရုံစာသင်ကျောင်းကကလေးတွေပါမကြမ်းဘုံကျက်တက်ဖြတ်နေတာဟာမတရားမှုဖြစ်တယ်။ဒါတွေကိုစန့်ကျင်တော်လှန်နေတာဟာ မတရားမှုကိုဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။အဓမ္မတရားကျင့်သုံးနေတဲ့သူတွေကိုဓမ္မတရားလက်ကင်ထားသူတွေကလက်သင့်ခံလို့မရှိပါဘူး။စစ်ကောင်စီလက်အောက်မှာနေတဲ့သူဖြစ်ဖြစ်တော်လှန်ရေးနယ်မြေမှာနေတဲ့သူဖြစ်ဖြစ်သူတို့ရဲ့စိတ်ထဲမှာဘတ်တဖက်ဖက်ကိုတော့အနည်းနဲ့အများအားပေးနေကြမှာပဲဖြစ်တယ်။စိတ်ဟာကြားနေလို့မရပါဘူး။ဒီတော့စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှေဖို့ကြိုးစားနေတဲ့သူတွေရဲ့ကြားနေလူဒန်းစားဆိုတာလည်းမရှိပါဘူး။ စစ်အာဏာရှင်စနစ်တပ်ဆိုးရှင်အောင်ကာကွယ်ပေးနေတဲ့ဂျားနေအမြင်တွေနဲ့တော်လိုင်းအင်အားရုပ်အောင်လှုပ်ဆောင်မှုတွေကိုပြည်သူတွေနားလေသဘောပေါက်အောင်နီးစပ်ရာစွန့်နိုင်သူတွေကရှင်းလင်းပြောဆိုဆွေးနွေးကြဖို့မောင်လူမွေးတိုက်တွန်းလိုက်ပါရစေခင်ဗျာမောင်လူမွေး ရန်ယူဂျီမှဆက်လက်တင်နေပါတယ်။အခုတခါတော်လိုင်းရေးတေးဂီတာစီစဉ်မှာ Rain Forest Team မော်လမြိုင်မှပြီးဆိုထားတဲ့ We Must Win ဆိုတဲ့တော်လိုင်းရေးတေးသချင်းကိုခန်းစားနားဆင်ကြရမှာဖြစ်ပါလိမ့်ခင်ဗျာ။ จีกาลาปาเนเดมะลาปาดอบูลาโทเยบัวเลเมียงะเลเจเนชิเซยามาเวมันยาตวยตะกเวโฮ 这里面。 ီယံယူဂျီမှဆက်လက်တင်နေပါတယ်။ဒီကနေ့ညရဲ့နောက်ဆုံးစီစဉ်တစ်ခုဖြစ်တဲ့ဒိုင်းနာဘာသာစကားထိုးလင်းမှုစီစဉ်မှာ Weekly News တပတ်တွင်းသတင်းများကိုနန်းရင်နှွေးမိကအနောက်ဘိုးကင်းဘာသာနဲ့ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ လက်ဖိရိုက်ပြပအန်ယူတီနခလူလပါမူနီမမောကိုကနီလိုပုနယဘုဒ္ဓဖောက်ချံမူကနီတမ်ပယ်ဒရာလန်စပရလပါနလိုပါလကဒုဖောက်ချံစပရလပါယောနငွေရနဲ့ရင်နွေးမီနော်စပရအခန့်ထိတ်ကြွေးနော်ခန့်ပြန်စကစကိုင်းလပါယော ခုတော်မာယုဆရိယံထံမုတ်လတော်ပါယုအတုမာပလန်နှစ်ပါနော်ခိုင်အောက်ကကဆလဖာယုအကအာဆီယံနော်စိခုစစ်ကြပါဝင်နော်ခိုင်ခင်အရစ်နော်စိထဝီအခိုင်နော်နော်အာဆီယံကရဖိုတိကခုနလပါပခံပြန်တိကစကစကိုင်းလပါယောစခုတော်မာယောစရိယံထံမလတော်ပါယောတုမပလနိဘာနောဂိုက်အောက်ကခထိုင်ဝိဒါကခိစကုစတဝိဒါနောဂိုက်ခင်အရစ်နောစိတဝိဒါနော အာဆီယံခရစ်စတာဘလန်ခိုတိုတုံးလဖာလက်အမားနေရဆောင်းမန်ဒူအန်ကိအန်မွေအထူရိုက်ထူဖန်ခိုစိတ်ဆက်ထိုင်လက်စကစခပေါ်ယောနောမဝိဒါလက်ခမလက်ဖူလဖာမအဝိဒါလက်တုံးဆောင်းမန်နူလဖာအဆူဖန်လာအာမအခန်စီယူလာဖတ်ဒူကဒူနောအကြောင်းခင်နောလောက်ထဝိဒါနောလောအာဆီယံခုနလဖာယော အဝေးတီမုခုနာလက်အမွေဒေါဆန်စုကြည်နဲ့ဟုတ်တဲ့တခန့်ခိုက်ခေါရဖူလဖာကပောက်ပစ်ထံမှာထောင်းလို့ကကပဒန်းမာယိုခမလဖူလဖာကအခုတ်ကြာလမ်းပါလက်အမွေစဖုန်အွန်လိုင်းထန်ဆလဖာယိုကိုခုတော်မှာပါချက်ကအကင်းအညာချဝေတာနော်လို့လကတဲ့ပါစကိုင်းဖုန်လဖာတို့လဒိုနီဘာယိုစမုရှူနော်ခိုက်အာဆီယံခရပူဒေါ်ဆန်စုကြည်ရောလက်ခေါအိုယူလာဝိဒါတို့ บกดูนิบายกซีสิชาวจอสบาลูกหุยขาวจอเดชาสกันที่ขันเินได้สบาลาบาพันพังกูเอาคือเคยนเขาดูใกล้ทางวิดานอเจ้าสิตัวเปล่าทันทาวิดานอโลสเปรนิวิกุยโนกอสดูเสเพคามายะนิยาขุยตรงมุใส่ดานอไกเผานิบายกแคยันละผานอไก နော်လောဖောစုခန့်တော်လိကိကိုဝိန်တော်အတန်အနိုင်ဖစတုတ်ကైထံဝိဒါနောကောင်းတုတ်ခေါင်းဆဲတုံမှုနိစီနိစုဖန်လာခမန်ယနိယာခွေတုံမှုပါစထုစာဝိဒါတဲ့စိုက်ထံဝိဒါနောအကြောင်း people's print not about the ta ဝိဒါနောလောနောက်ထုတ်ပတ်ဒေစကတန်နီကိုယတေကူဘကဆန်ကైထံလောမဲ့တုတ်ကမီရှင်တဲ့ခမန်ယနိယာခွေတုံမှုရခန်လေအေတဲ့စပေတီပေတိုဂိုင်းစပုံးထန်ဆုတ်ကောင်းတုတ်လဖာနော တုတ်ဝိဒါနောကြောင့်စိတ်စိတ်ထားဝိဒါနောလို့ let's stop ဘတုတ်ကမီရှင်တုတ်ဘာထုစာဝိဒါတဲ့ဆိုင်ချန်လက်လက်ခိုင်ဝိဒါနောကောင်းတုတ်ဖူလဖာတိဝိဒါအစွာလဖာတဲ့ခရန်လဖာအောင်လန်ချန်ဘစပုံးထန်တုတ်ကိုင်းနောဖောင်းနစ်တင်ဝိဒါနောအကြောင်းစိတ်ပတိရပါလို့ လက်စတုဆပ်ဘတ်တော့ကမရှင်တုတ်အကိုင်းတော့ခဝဲတာလက်စဝိုင်ဖတ်ဒုကလောင်ရ DKBA စပုံးဆက်လက်ဝမ်ဖလူးတဝမ်ပတုတ်တီခန့်ဖုလဖာအပိုင်းစခုတော်မှာဆယ်ယုံမီပေါ်စပေ့စ်မှာဆိုက်ပဘာထယုတ်ကူတော်တော်ကောင်းစပေါ့ဖတ်ကိုက်ထံဝိဒါနော်ကြောင့်စိတ်စိတ်ထဝိဒါနော်လို့လေကီကော်လက်ဝမ်ရောလားစတိမနီစင်နီတန်နီတော်ကောင်းတုံမှုနီစင်နီစုဖန်လာခိုက်ပါအဝိဒါကထောင်းနီယာတို့စုတ်ခါတဲ့ du sai pha wit da de sdo sa gai chan wit da pha sdo sa sa tho la la ka be pha to mu khu du thau ni ya la ga ga pa ka ya yai si ti wit da ga a ga ni ya ple du ni ma sa pa do ma thain no a chang la o tho pa ni si da da ni pha to mu khu du tho tra so da po no sai tha wit da la be pha sprint no lo no. စပရတန်ရွေကွေနော်မြဝရီဝိတောက်ဖော်ရတီကူမီလက်ပန်နဲ့ဖလူတဝန်လပါပါတုတ်ခေါဆန်တဲ့စုတ်ကောင်တုတ်ဖူလပါစတုဆက်ကိုက်ထံဝိတာတဲ့တုတ်ဖူလပါတိဝိတာအာမအခိုင်နော်လို့ ဖုစုခန့်တော်မြောက်ရီဝိတောက်ဖာယတိကုမိလက်ပန်တဲ့ဖရုတဝံလဖာဖာတုတ်ခေါဆလဖာလန်အနိတေယောဆောင်းမန်ဒုလဖာတဲ့ဆောကောစပုံးထံကတုတ်ဖူလဖာကလာနောက်ထဘသစိကတန်ဒီကိုစတုတ်လဖာကထံဝိတာပလပလန်တော့ကဲစတင်နဲ့တုတ်ဖောဖတ်ဖူပါတရားသာစပရနလောတုတ်ခေါဆလဖာယောစရိယန်ထံမုတ်ကိုခေါ်တော်မဝိတာကရှားကိဘလဖာအမထုံလဖာစူဝဲဖတ်ဒုလဖာတဲ့ဒုံးပြန်လဖာပါ ကပန်ယူဖလောင်းဝစ်ခါဆလဖာတိုတုဆဝဒနောကြောင့်စစ်တပတန်ချဝဒနောတုံမှုနိစီနိစုပန်လာတုတ်ဖလောင်းလဖာတဲ့ခဲနုကဲလေးကကိုကိုင်နာလောမွတ်ဆောက်ခါတစင်နိစတဲ့နဲ့တုတ်ဖလောင်းကော့ပရာတုတ်ဖလောင်းဝီနိုတုတ်ဖလောင်း justice shura တုတ်ဖလောင်းအပါဆောက်ကောင်တုတ်ဖူလဖာယော ခုတော့မတ်စတုဆလဖာပတ်တော့ခေါစတုဖူလဖာဘာတိဝိဒာအမကောဒုနိမစပါဒုပါထေချောင်းနစစ်တရားပါလုံးစတုဆက်အကောဘဆောကောတုဖာနော့တုခေါစဖာမနတိပါယုစုဖောင်ခရန်လဖာအာမနောအခိုက်တတိယထဝိဒနလုံးစပရလခိုက်ထုတ်ကရင်နော်ပမှုတုဖူအတန်ပတိပပဖူလဖာအရိုက်ကုနိဝိဒါလေနိပြီတော့ဖီတီအခွေရလတုဖောင်လဖာနောအခိုင်နော်လုံး တေဝီပတိပပပူမူလဖာယောသမလစပဒံငါတောပူပတီအတောပူတန်ဖာတောကိုကိုထိုင်ဝဒနောအကြောင်းနေပြီးတော့ PDF ခွေရနတောဖောင်းနောဥပတရားထဝဒလာနိုဘဘတဒနောနောတုံမှုခွေရလက်တဲ့အိုက်တို့ခုဒမဆက်တပံပူလဖာပခွာပါ တေဟွေပတိပပပပမူလဖာယောကမရစပဒန်ဆာဂိုင်တုခရပတီအက်တုတ်ဖို့အတန်လဖာတုကိုထိုင်ဝိဒါနောကြောင့်စိတ်ထားဝိဒါနောကမရစပဒန်ဆာဂိုင်တုတ်ဖို့ပတီအက်တုတ်ဖို့အတန်လဖာစကိုဆပ်ပစကိုမာကိုတေထောင်းနိုင်ချလာအောင်ပါတဲ့တာကစီခုနေတဲ့တာလီစီချမ်ပပါလအိုက်ဒိုချနဖာစစ်ထံဝိတ္တဒါနောအကြောင်းပြတရားပါနောဒီပြီးတော့ PDF ခွေရလာတုတ်ထောင်းတဲ့ပါနာအိုက်ဒိုခုတော်မှာဆလဖာယော ဆောဆောခရကပါကြီးဝိဒါနောကောင်းတုံးမှုတဲ့စပုံးထန်ကောင်းထော့မွလကပါနှုတ်နဲ့စတုဆက်လူဝိဒါနောကြောင့်စစ်ထောင်းနိုင်တာဝိဒါနောလရီပါလက်ဝံလေးထိုင်နဲ့ဒဲစတုဆက်လဖာကိုက်ထန်နောကောင်းပါဆက်လက်စတုဆက်ကိုက်တုတ်တပြန့်နဖာကိုက်ထန်ဝိဒါတိဝိဒါတို့လူနောကြောင့်စစ်ပုပတရားထောင်းဝိဒါနောလို့ပါလာအိုက်ဒိုမတ်စမလနီပီရိုဗီဒီအခွေရလက်တုတ်ပေါလဖာတို့ဆိုင်ဘုံအန်ဆန်နိဝိဒါလည်း အဲ့နေပြီးတော့ PDF ခွေရလက်လက်မွဲ Telegram channel ဖန်နေတော့ခိုက်ပတိရပါနော်ဘုမဏီချက်ဖတ်တာလန်စပလပါယောမနာဝေရောနော်ဘဘကမလည်းပြခဲ့ဖြစ်ပါအန်ယူချင်းလကုလလပါဝကပါမောရှေကိုကလည်းနေစေ ီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခေတ္တရ延လိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုပြထားပါလို့ရှင်မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြန်မာမိသားစုများ ိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ